အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တင်ထွန်းလင်းခနေ့ကျွန်တော်ဒီဗီဒီယိုမှာ crypto သေးကွက်ပြောင်းလဲတရင်အချက်လက်တွေနဲ့ကျွန်တော်ဒီသေးကွက်ထက်မှာ crypto ဝယ်ထားခြင်းနဲ့ဆိုရင်ရောကျွန်တော်တို့ entry point တွေကဘယ်လိုရှိမလဲ short term အတွက် long term အတွက် target တွေကကျွန်တော်ဘယ်လိုထားရှိရမလဲပေါ့နော်ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ဆက်ပေးဖို့ရှိပါတယ်ဆိုတော့ကျွန်တော်လက်ရှိ BTC ရဲ့ current price ကိုကြည့်မှာဆိုရင်8400ပေါ့ ETH ဆိုရင်လည်း1900 Solana 1300 အာတခြား coin တော်တော်များများပေါ့ ADA လို့ APT လို့ Dodge တို့ coin တော်တော်များများလည်းနည်းနည်းတက်လာတဲ့အနေအထားကိုကျွန်တော်တို့တွေ့ရတယ်။အာဆိုတော့ဒါတက်လာတဲ့အနေအထားကခဏတစ်ဖြုတ်လားရေရှည်အတွက်လားပေါ့ဒါကတော့နည်းနည်းစောင့်ကြည့်ရမယ့်အနေအထားတစ်ခုလည်းရှိရပေါ့။ဆိုတော့ BTC ကကျွန်တော်တို့မနေ့ကဒီ8400ပေါ့8400တော့ cross လုပ်လိုက်တယ်ပေါ့နော်။ဒါမှမဟုတ်ကျွန်တော်တို့ဒီ8600နဲ့ပြီးတော့8800ပေါ့အာဒီကျွန်တော်ဒီ target တစ်ခုကို cross လုပ်မှာ BTC ကနည်းနည်းအထက်ကိုသွားမယ်ပေါ့နော်။ဒါသွားပြီးတော့မှကျွန်တော်အရင်ဗီဒီယိုမှာပြောထားတဲ့အတိုင်း 6000ကနေပြီးတော့6200ဒီ target တစ်ခုကို तू က cross low မှာကျွန်တော်တို့က BTC အထက်ဘက်ကိုသွားမယ်လို့ကျွန်တော်ဒီလိုခံမှန်းလို့ရတယ်ပေါ့ဆိုတော့လက်ရှိကျွန်တော်တို့မှာ market ကအရင်လိုလိုရှားရှားရှိတာတော့မတွေ့ရဘူးပေါ့နော်အာ तू ကကျွန်တော်ဒီ chart pattern ကိုတစ်ချက်ကြည့်ကြည့်မယ်ဆိုရင်ရောကျွန်တော်ဒီ4 hour chart pattern မှာရောကျွန်တော်ဒီ daily chart pattern တော့အရင်လိုလိုရှားရှားရှိနေတာတော့ကျွန်တော်မတွေ့ရဘူးအာ volume ကတော့နည်းတယ်ပေါ့အာပြီးတော့တခြားကျွန်တော်ဒီဘယ်လိုခေါ်မလဲအာ weekly ပေါ့ weekly chart pattern ကိုတစ်ချက်ကြည့်ကြည့်မယ်ဆိုရင်တော့ကျွန်တော်ဒီ higher high higher low ပေါ့ဒီအနေထားတစ်ခုတော့တွေ့ရတယ်။ဒါပေမဲ့အဲ့ဒီမှာလည်းကြီးကြီးမားမားပြောင်းလဲတော့ကျွန်တော်မတွေ့ရသေးဘူးပေါ့။အာဆိုတော့ကျွန်တော်ဒီ anti ဝင်ထားမဲ့လူတွေပေါ့နော် anti ဝင်ထားမဲ့လူတွေဒါမှမဟုတ် anti ဝင်ထားပြီးသားလူတွေပေါ့နော်ကိုယ်စီမှာ BTC ဝယ်ထားပြီးသားဆိုရင်တော့ဒါကိုက profit ထဲမှာရှိတယ်ဆိုရင်တော့ဒါ profit book လုပ်လို့လည်းရတယ်ပေါ့နော်။အာတကယ်လို့ကိုကဝယ်ထားပြီးသားဒါပေမဲ့ loss ထဲမှာရှိနေဆိုရင်လည်းဒါ DCA point တစ်ခုကိုခဏတစ်ဖြုတ်အချင်းပေးပြီးတော့စောင့်နေခြင်းနဲ့ အာကျွန်တော်ဒီစီလုံးမဲ့ point က8000လည်းဖြစ်နိုင်တယ်ကျွန်တော်8000ကနေအောက်ကိုလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ point တစ်ခုရမယ်လို့ကျွန်တော်ထင်ပါတယ်အာဆိုတော့ market ကဒီကနေစပြီးတော့ recovery ဖြစ်နိုင်တဲ့အနေအထားတစ်ခုလည်းရှိရပေါ့နော်ဒါကတော့ကျွန်တော်ဒီ market ဖွင့်တဲ့ရက်ကျမှကျွန်တော်ပြန်ပြီးတော့ update လုပ်ပေးမယ်ပေါ့နော်ဒီနေရာတွေနဲ့ပတ်သက်ပြီးတော့ဆိုတော့အရင်ကျွန်တော်2021တုန်းကလည်းပေါ့နော် action တုန်းကလည်းကျွန်တော်ဒီ all time high ကနေပြီးတော့9000အထက်လောက်ကနေပြီးတော့ကျွန်တော်1900အထိကိုကျသွားတဲ့ history လည်းရှိရပေါ့နော်ဆိုတော့ အာ market ကအိုက်ကနေလဲတဖြည်းဖြည်းပြန်ပြီးတော့ recover ဖြစ်လာတယ်ပေါ့အဲ့ချိန်တုန်းကလဲအာ bitcoin ကတော့အာလက်သွားပြီပေါ့နော်ဒါဝယ်လို့မကောင်းတော့ဘူးဆိုပြီးတော့အာတော်တော်လေးကိုသတင်းအချက်အလက်တွေလူတွေမှာပြန့်နှံ့နေတာလဲအချိန်တုန်းကလဲအများကြီးပေါ့ဒါပေမဲ့လဲ market ကပြန်ပြီးတော့တက်လာပြီးတော့ကျွန်တော်တို့ဒါပြီးခဲ့တဲ့အချိန်တုန်းကဆိုရင်တသိန်းအထက်ကိုရောက်သွားတာအောင်တော့မှကျွန်တော်တို့တွေးခဲလိုက်ရတယ်ပေါ့နော်ဆိုတော့ recovery မဖြစ်နိုင်တဲ့အနေအထားတစ်ခုတော့မရှိဘူးဖြစ်တော့ဖြစ်နိုင်တယ်ဒါပေမဲ့ခဏတစ်ဖြုတ်အချိန်ဆောင်းစီချင်တဲ့အနေအထားတစ်ခုလဲရှိရယ်ပေါ့နော်ဆောင်းရမယ့်အချိန်အနေအထားတစ်ခုပေါ့ကျွန်တော်ပြောချင်တာ အာဆိုတော့အာဒီနေ့ဗီဒီယိုမှာတော့အရင်ကြီးကြီးမားမားပြောစရာတော့မရှိဘူးပေါ့နော်ဒါရုပ်ပိတ်ရက်လည်းဖြစ်နေတော့အာအာလက်ရှိ market ကိုခြုံငုံပြီးတော့ပြောမယ်ဆိုရင်တော့ volume နည်းနေတာကိုတွေ့ရတယ်အာဟိုအရင်လှုပ်လှုပ်ရှားရှားမရှိသေးဘူးပေါ့နော်ဈေးကွက်ကအရင်လှုပ်လှုပ်ရှားရှားမရှိသေးဘူးအာဆိုတော့ဒီနေ့ဗီဒီယိုမှာတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်